တခါချက်စားဖြစ်တာကတော့ထောဖက်ထမင်းပါထောဖက်ထမင်းဆိုပေမဲ့လုံးဝထောဖက်မပါပါဘူးကျမတို့အိမ်မှာစားနေကြစီနေပဲချက်ထားတာပါသွေးတို့သမားတွေအတွက်လည်းစားလို့ရပါတယ်ဒါချက်သားချက်တာပါချက်သူပြူချက်သူနေချင်းရုပ်တိအရာမဟုတ်စနွေးနုံနဲ့ကျမဒီနှက်ထားတဲ့ချက်သားပေါ့နော်ဒင်းချင်းနဲ့ကျမတိတိချာချာနှက်ထားတဲ့ချက်သားကိုထည့်ပြီးရောစီတက်ပေးလိုက်ပါတယ်ဒါကတော့ကျမအရင်တကားဘလို့နှက်လဲဆိုတာဓမ်ပေါက်ချက်တဲ့အခါတော့ပြပူပါတယ်အဲ့ဓမ်ပေါက်ချက်တဲ့အတိုင်းချက်သားကိုနှက်ထား ကဲကျမအားလုံးကိုတည်တည်ချာချာကျမလုံးပေးလိုက်ပါတယ်ဒီလိုတည်တည်ချာချာလုံးပြီးလို့စီပြင်လာလို့ရှင်ချက်သားနုခုအတွက်ကျမရေထည့်ပါတယ်ရှင်ပြီးရင်အဖုံးလေးအုပ်ပြီးတော့ကျမ55မိနစ်နိုင်ဝက်လောက်ချက်ထားပါတယ်အကြာကြီးတော့ချက်ဆရာမလို့သူကဒင်ဂျင်နဲ့နှက်ထားတဲ့အတွက်အနူးလွယ်ပါတယ်ဒီလိုနေထားလေးရပြီဆိုလို့ရှင်ချက်တုံချုံအင်းကြီးကိုပေါ့နော်ကျမကျော်ပြီးရောက်ထည့်ပါ ဒီလိုကြော်ပြီးတော့ထည့်ခြင်းအပြင်ကျမတို့ကဒံပေါင်းတို့ထောဖက်ထမင်းတို့မှာတော့เนาะတူတူရောဒံပေါင်းတို့ထောဖက်ထမင်းတို့ ਨੇ တူတူစားတဲ့ဒီချက်သားနဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ရှင်ဒါကတော့ကျမတို့ရိုးရိုးပုံမှန်ချက်နေကြပုံနဲ့ကွာခြားချက်ပါ ကဲအခုလိုလေးစီလေးလည်းပြန်ပြီးပေါ့နော်အနှစ်ကလေးပဲတက်သွားပြီဆိုလို့ရှင်ကျမတို့ကအနံအတွက်မဆလာလေးထည့်ပေးလိုက်ပါတယ်။ကဲတစ်ချက်သာကြည့်လိုက်တော့ကျမထောက်ဘက်တမင်းနဲ့တွဲစားမယ်။ကျသားရဲ့အနံအရှားကအယောင်စင်းဟာမြင်လာနေကိုဘလောက်စားကျင်စရာကောင်းလဲရှင်။ဒါတော့ထောက်ဘက်တမင်းချက်ပါမယ်။ရတာအတွက်ကျသားမုံစားထည့်ပါတယ်။ ပြီးရင်ကျမယူယူစီကိုကျမကနည်းနည်းပွင့်နေနေပေါ့နော်စီတက်ထားရေးစီကိုထည့်ပေးလိုက်ပါတယ်ဒီနေရာမှာကျမကဘတ်စမာတီကိုဆန်ကိုသုံးပါတယ်ဘတ်စမာတီကိုဆန်ကိုသုံးမယ်ဆိုလို့ရှင်ကျမတို့ကရေကိုပေါ့နော်ပူပြီးထည့်ပေးပါကဲဒီဦးလေးချက်သွားပြီဆိုရင်ကျမကမုံနာဦးနီလေးနဲ့ကျမစပီတီ6ကလေးကိုပေါ့နော်ကျမထည့်ပေးလိုက်ပါတ ဆန်ကနည်းနည်းလေးမာနေတဲ့အတွက်ကျွန်မကဒီရေလေးနည်းနည်းထည့်ပေးလိုက်ပါတယ်ထည့်ပေးပြီးလို့ရှင်ကျွန်မကသမင်းကိုအဖုံးလေးအုပ်ပြီးတစ်ခါပြန်နှက်ပေးလိုက်ပါတယ်ရှင်ကဲအခုဆိုလို့ရှင်အနဲ့အရသာနဲ့ပြီးပြည့်စုံနေထောဖက်သမင်းတော့ရပါပြီအချင်းလေးတည်းလှုပ်ထားတဲ့ခေါပီနဲ့ကြက်တုံအချင်းလေးလှုပ်ထားတယ်ပြီးလို့ရှင်ကျွန်မဟိုဘက်မှာမပြားရေချက်ကြော်လေးပေါ့နော်အဲ့ဒါလေးလည်းလှုပ်ထားပါတယ်ရှင် ကဲတချက်သာကြည့်လိုက်တော့ကျွန်မချစ်တဲ့ထောဘတ်ထမင်းလေးကဘလောက်စားခြင်းစရာကောင်းလဲဆိုတာရိုးရိုးစီကိုထည့်သုံးခြင်းအပြင်ကျွန်မတို့ကသွေးထူးသမားတွေအတွက်လည်းစိတ်တက်လောက်စားလို့ရပါတယ်ရှင်